ရွှေဦးမိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်ရွှေဦး family channel ကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလည်းဆရာခက်စောရေးသားထားတဲ့တဝယ်နှင်းစီဝတ္ထုလေးကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးပါရစေရှင်တဝယ်နှင်းစီအခန်း9 1824စက်တင်ဘာလ10ရက် ိုမိုဂျီမိုင်ဥဆောင်သောတိုက်တင်ပေါ်များအမြောက်တင်လေကြီးများပါဝင်သည့်ဗြိတိရှားရေချောင်းချီတက်ကြီးသည်ဒဝင်းစိတ်ကန်းနှင့်အနီးဆုံးနေရာသို့ရောက်ရှိလာခဲ့ပြီးဖြစ်သည်။လွန်ခဲ့သည့်ရှေးရဲကလေးကဒဝင်းမြဝါသို့ရောက်နေသောဗြိတိရှားရေတပ်ကိုမြို့ဝင်ဥရွှေလုံ၏လေတပ်များကခုခံတိုက်ခိုက်ခဲ့ကြ၏။သောတော်ညာလက်နက်အင်အားချင်းမှကွာခြားလွန်နေသည်ဒဝဲစစ်သားများ၏အလောင်းများမှရေပြင်တွင်ပေါ်လောမျောနေ မြို့ဝင်ဥွှေလုံးမှာတရွေ့ရွေ့နီးကပ်လာနေသောဗြိတိရရေတပ်တင်မောများကိုမှန်ပြောင်းဖြင့်ကြည့်ရှုလိုက်သည်။မောင်ရစီစစ်ကဲရီရောစစ်ကံဆောင်တပ်တွေမှာအမိတ်ပီးစမ်းမြို့ရိုးတွင်ကနေဝင်ရောက်ခုခံကြမယ်လို့ဥွှေလုံးကိုယ်တိုင်မှလည်းဝန်ရင်ဖြင့်မြို့ရိုးတဲ့သို့ပြန်ဝင်သွား၏။ထို့နောက်စစ်ကဲများခြံရံလျက်မြို့ရိုးတတိုင်းပေါ်သို့တက်လိုက်သည်။ရေဝင်းတဲ့အဖွဲ့ကအမြောက်ကိုအစင်းသိပြင်ထားပြီလား။ ဒီကောင်လေးတင်မောကြောက်ချပြီဆိုတာနဲ့ဥွှေလုံးကြီးစကားမဆုံးလိုက်စိတ်ကန်းဆောင်တိုက်ဤတောင်းလန့်နေရာတွင်တလွင်လွင်တလာသောအလံဖြူတစ်စင်းဟေးဒါကဘာလို့ကြတာလဲဥွှေလုံးကြီးကြောကုန်းတွင် စုကနေခန်းစားလိုက်ရဤတနက်ကင်အဆောင်တက်များကသူ့ကိုဝန်းရံထားလိုက်ခြင်းပင်မင်းတို့ဒါဘာလို့တာလဲတီးခန့်တော်မူပါမင်းကြီးဗီတီရှာတက်တွေဟာကန်းကတ်တာနဲ့တဝဲမျိုးကိုအမြောက်ကြီးများနဲ့ပြစ်ခတ်ဖျက်ဆီးကြပါလိမ့်မယ် ကျုပ်တို့ခုခံတိုက်ခိုက်နေခြင်းလဲအပေါ်ပါပဲဒီလိုအချိန်မှာမြို့သူမြို့သားတွေနဲ့စစ်သားတွေရဲ့အင်အားကို အပေါ်မဖြုံးတီးစေခြင်းလို့ပါစစ်သားများနောက်တွင်ရန်နေသူက ရေဝင်ဦးတာ ရေဝင်ဦးတာဤပေတွင်စစ်ကဲများဖြစ်သော မောင်ထောင်ဘူမောင်တိုင်တာမောင်ဝနာဂန်တော်ရွှေမင်းရွှေအောင်စည်ရင်ကြီးမောင်လိုစသည့်မြို့အုပ်ချုပ်ရေးအဖွဲ့များကိုအစုံအညီတွေ့လိုက်ရသည်မောင်မင်းတို့မောင်မင်းတို့နန်းတော်ကိုတစ္ဆာဖောက်တာပဲ တီးခံတော်မူပါမင်းကြီးမြိတ်မြို့ရောရန်ကုန်မြို့ပါအင်္ဂလိပ်လက်အောက်ကိုကြပြီမို့ကျွန်တော်မျိုးတို့အနေနဲ့တဝယ်မြို့သူမျိုးသားများအထီးကိုက်အနေဆုံးဒီကိုရွေးလိုက်ရတာပါတစ္ဆာပေါက်တွေထိုချိန်တွင် မောင်ယာစီကရုတ်တရက်မျိုးရိုးပေါ်တလာပြီးလက်ထဲမှတနက်ဖြင်ပြလိုက်နေသည်ဒိုင်းတနက်ကင်စစ်တီတူလဲကြသွား၏ဟေ့ ညိုရိုးပေါ်တွင်ရန်နေသောစစ်သည်တို့ကမောင်ရာစီပေါ်သို့ကုန်အောင်လိုက်သည် အခြားစစ်သည်များကလည်းမောင်ရာစီကိုဝမ်းဖန်လိုက်ကြ၏ဟေ့သူ့ကိုလည်းအသက်မသေးသေးနဲ့မျိုးဝင်နဲ့သူ့ဘက်တော်သားအင်းဝသားတွေကိုအကုန်ချုပ်ထားလိုက်ကြအင်္ဂလိပ်သင်္ဘောများနဲ့ညီနိုင်ရန်လွတ်လိုက်သူနာဂန်တော်ကန်ချလာဤလေလဲစိတ်ကန်းတို့ပြန်လဲရောက်ရှိလာခြင်းပြီးရေဝင်ဥဒအူဆောင်သောမြို့အုပ်ချုပ်၏အဖွဲ့သည်စိတ်ကန်းတို့ဆင်းသွား၏ မြို့ဝင်ဦးရွှေလုံးစစ်ကဲမောင်ရစီအခွန်ဝင်မောင်ရွှေဦးအင်းဝမစီလို့တော့အမှုတမ်းများကိုမြို့ဝင်ရုံရှိအချုပ်ခန်းတွင်ပင်ချုပ်နှောင်ထားလိုက်ကြသည်ဒဝဲမြို့ကိုတင်ပိုက်ပြီးသည့်နောက်ပုံမူကြီးမိုင်ကရေဝင်ဦးတော်အားပထမရန်မြို့အုပ်ချုပ်ရေးအရာရှိမြို့ဝင်အဖြစ်ခန့်အပ်ခဲ့သည်မျိုးဝင်ဦးရွှေလုံးကမူကလက်ကတာထောင်သို့ပို့လိုက်ကြ၏။ဥဒ္ဓါကြီးမြတ်တာရက်ခန့်ချက်ကြောင့်အခွန်ဝင်မောင်ရွှေဦးမှပြန်လည်လွမြောက်လာခဲ့သည် မောင်ရောင်စီကိုမူသူ့သဘောဆန္ဒအတိုင်းအင်းဝါတို့ပြန်ခွင့်ပြုလိုက်၏အင်းဝါနေပြီးတော့ကလည်းဦးတော်ကို အမျိုးသားသစ္စာပေါင်းအဖြစ်သတ်မှတ်ခါမျက်ွယ်သေးတန်းသတ်မှတ်ခဲ့သည်တဝဲတို့တိမ့်ပိုက်ပြီးနောက်6လအကြာတွင်ပိုမူဂျီဝူဖ်ဦးဆောင်သည့်တက်ရင်နေရင်ကိုသာ မျိုးဆောင်တက်အဖြစ်ထားရှိပြီးဗြိတိရှတံများမှရန်ကုန်စစ်မြေပြင်သို့ဆက်လက်ချီတက်သွားကြသည်ထိုချိန်တွင်မျိုးဝင်အသည့်ဦးတော်အတွက်အချက်ကောင်းဖြစ်လာခဲ့၏သို့သော် မျိုးဝင်ဦးတော်အခွန်ဝင်ဟောင်းမောင်ရွှေဦးစစ်ကဲမောင်ဝစရေကြီးမောင်လူတို့ကတဝဲသားများကိုပြိုးဝဲစုစည်းထားကအင်္ဂလိပ်တပ်များကို အလစ်တိုက်ခိုက်ပြီးမြို့အားပြန်သိမ်းပြီးအစည်းအဝေးမှာပေါ့ချသွားခဲ့သည်1825ခုနှစ်နေ့ဦးပိုင်းတွင်ဗိုလ်ချုပ်ကြီးဝူဖ်ကဦးတာနှင့်ပါဝင်သူများကို အချိန်မီဖမ်းဆီးခဲ့ပြီးကျန်သူများကိုတဝဲတွင်ပင်အကျဉ်းချထားလိုက်၏ ဥရနင်းသားကြီး၃ယောက်ကိုမူအင်္ဂလိပ်အစိုးရအားကူညီပေးခဲ့မှုဒီကို ထောက်ထားသောအဖြစ်မြေမျိုးတို့ပြည်နယ်တန်းပေးခဲ့၏ဥရာကြီးဇနီးဖြစ်သူနှင့်အငဲဆုံးသားမမှုတဝဲမျိုးနိုင်သားနေခဲ့ရသည်မင်းမျိုးရင်းရှိနေသောဥတာတစုံတရာပုံကံမှုလုံးနှင့်အင်္ဂလိပ်ဆိုရအနေဖြင့်ဇနီးနှင့်အရွယ်မရောက်သေးသောတားငယ်ကိုတစားကန်အဖြစ်ထားရှိထားခြင်းလည်းဖြစ်သည် ရေဝင်ဥတာအားနေနေတန်ပေးပြီးလေးနှစ်အကြာ 2029ခုဩဂတ်လ9ရက်နနက်လင်းအားကြီးအချိန်တဝဲမြို့ကိုအုပ်ချုပ်နေသောကပ္တိန်ဘာနီသည်အောက်မြမာပြည်ဝင်ရှင်တော်မင်းကြီး၏စင်ကော်မှုအရာ မော်လမြိုင်သို့ရောက်ရှိနေခြင်းဖြစ်သည်ကပ္တိန်ဘာနီနှင့်အတူစစ်ရင်အားချိုးပါသွားပြီးတဝဲမြို့တွင် မြူဆောင်တပ်အဖြစ် အင်္ဂလိပ်ရာရှိအနေငယ်နှင့်အိန္ဒိယစစ်ပါရီတရားကံတာကျန်ရည်သည်တဝဲမျိုးသည် ပြင်မျိုးရိုးနှင့် အတွင်းမြို့ရိုးဟူ၍နှစ်ထပ်ရှိသည့်အ ਨੇ လူနေအိမ်များမှာထိုမျိုးရိုးနှစ်ခုကြားတွင်တည်ရှိ၏ထိုနေနေမျိုးရိုးနှစ်ခုကြားလူနေအိမ်များစီမှထူးထူးခြားခြားကြက်တွန်တံများထွက်ပေါ်လာသည်ဒဝဲမြို့တွင်ရုပ်ပြဲဝင်ရောက်နေထိုင်ကြသည့်စစ်တီဟောင်းတချို့၏အချက်ပေးတံများပြင်မျိုးရိုးများတွင်ကင်းဆောင်နေသောစစ်ပါရီတပ်စိမ့်နှင့်အတွင်းမြို့ရိုးမှာကင်းတဲစိတ်တို့ကင်းလဲခြင်းပြူနေစဉ်အချိန်ကြီးထွက်ပေါ်လာသည့်အတံများတိုက်မောင်းတံများတနောင်တောင်ပေါ်ထွက်လာပြီး အပြင်မြို့ယူပစီမှတနတ်တန်များစတင်ကြရသည်တဝဲမြို့ယူပေါ်ကြော်ဖြန့်တက်လာကြသောရေဝင်ဥတာကောင်းဆောင်သည်တဝဲတော်လိုင်းသမား250သည် အင်္ဂလိပ်စစ်တပ်နှင့်အရာရှိများနေထိုင်ရာအတွင်းမြို့ယူစီသို့အပြင်ခြေတက်သွားကြ၏အတွင်းမြို့ယူတကားပေါင်းအနီးတွင် ခရိယန်သာသနာပြု Father Bud Min E နေအိမ်ရှိနေသည် သုံးခွဆွတ်တူမီတနတ်ဒါ လှန်လက်နက်များသာကင်ဆောင်ထားသောဒေါ်လာ၏တပ်သားများကထိုအိမ်အနီးရှိလက်နက်တိုင်နှင့် အမြောက်ယုံစီအရင်ဆုံးဦးတည်သွား၏အရာရှိတဦးဦးစီးသည့်စစ်ဘာရီတပ်စုသည် Father Bobmin ၏အိမ်နှင့်မျိုးရိုးချသို့နေရာဝင်ယူလိုက်ကြပြီးလက်နက်တိုင်နှင့်အမြောက်ယုံကိုအသေးအတန်ကုကံကာကွယ်ကြသည် အင်္ဂလိပ်စစ်တပ်တွင်လည်းစစ်မြေပြင်သုံးလက်နက်အနေငယ်သာရှိပြီးအမြောက်ပြတ်တပ်သူတအူးသာရှိနေ၏အမြောက်ပြတ်တပ်သည့်တအူးတွေသော အမြောက်တပ်ရာရှိမှလည်းငှက်ဖြားရောဂါဖြင့်အရာဒဏ်နိုင်လဲနေသည်ဒုဒါတူမီတနက်များသာကန်ဆောင်ထားသော တော်လန်ရေးတပ်သားများကထိုအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ထိန်းချုပ်လိုက်ကြ၏ဥရာကြီးဒုတိယသားဦးသီးသည့်လူ60ကမြို့အုပ်ချုပ်ရေးအရာရှိနေအင်းနှင့်တဝယ်အကျဉ်းတောင်ကိုဝင်စီးကြသည် အကျဉ်းထောင်တွင်ရှိနေသော အခွန်ဝင်နှင့်စစ်ကဲများကိုကဲထုတ်သည်အခြားအရက်ဖက်အကျဉ်းသားများကိုလည်းလွတ်ပစ်ကြ၏ဥရာဤတတရာသားဦးစီးသည့်လူ90ကကပတိန်ဘာနီအစိုးရအိမ်တော်ကိုဝိုင်းဝန်းပစ်ခတ်ကြသည် အတွင်းတွင်ကပတိန်ဘာနီ၏မိသားစု နေထိုင်သဖြင့်စစ်ပါရီများမှထိုအိမ်ကိုလည်းအသေးအံခုခံထားကြရပြန်၏ထိုအချိန်တွင်ဥဒာဤပထမသားကြီးမှာအင်္ဂလိပ်တို့အခြေချုပ်ထားရှိသော မိခင်နှင့်ညီငယ်ကိုကယ်တင်နိုင်ခဲ့ပြီဖြစ်သည် တဝဲမျိုးကန်လူတို့မှာလဲတော်လိုင်းတက်သားများနဲ့တဖြည်းဖြည်းပူပေါင်းလာသဖြင့်အင်အား900အထိဖြစ်လာသည်အင်္ဂလိပ်စစ်တပ်များမှအချိန်ကြာကြာမကူခံနိုင်တော့အင်္ဂလိပ်စစ်အရာရှိများစစ်ပါရီများအရတားဝန်ထမ်းများသည် မျိုးကိုစုံခွာ၍တဝဲတမောစိတ်သို့ဆုံးလာခဲ့ကြသည်လနဲ့ခင်ရံများကိုလည်းနိုင်တလောက်တည်ယူခဲ့ကြသည်တင်မောစရှိကိုရောင်ကြီးတလုံးအတွင်ဝင်ရောက်ခါခုခံကာကွယ်ရန်ပြင်ဆင်ကြ၏ ထိုကိုရောင်းကြီးတွင်မကြသေးမီကမှမြိမ့်မပေါ်လိုက်သည့်ရိတ်ကောင်းများရန်မုံနှင့်ကြည်စံများလည်းအလုံးအလောင်းရှိနေသည်အင်္ဂလိပ်လူမျိုးတက်ကြတဲ့ဦးမှာလေတစည်းဖြင့်မြေမျိုးတို့စစ်ကိုတောင်းရန်ထွက်ကွာသွား၏ဥရာဤတော်လည်းတပ်သားများမှထိုကိုရောင်းကြီးကို၅ရက်တိုင်တိုင်ဝန်းရံတိုက်ခိုက်ခဲ့ကြသည်တဝေသားတို့၏တူမီတနက်များသည်အင်္ဂလိပ်တပ်များ၏တန်ဒလီရိုင်ဖယ်များကို ရေရှည်တွင် ရှင်ဖို့မလွယ်ကူပေထို့ပြင်ကိုရောင်အတွင် စားနပ်ရိတ်ခါနှင့် ကြည်အလုံးလောက်ရှိနေသဖြင့်အထွေးကြုံစစ်ပါရီများကိုထိုးပေါက်ရန်က ပုံမူခက်ခဲလာသည်နောက်ဆုံးတွင်တော်လန်ဤတပ်သားများသည်ကိုရောင်ကြီးအနည်းရှိအိမ်များတင်မောစိတ်ရှိလေများတင်မောများကိုမိတင်ရှိုးကြ၏မိသည့်တပြေပြေနှင့်အင်္ဂလိပ်စစ်တပ်များခိုးအောင်နေသောကိုရောင်ကြီးစီသို့ကူးဆက်လာတော်သည်ရဲများတို့လောင်ထားသဖြင့်မိကူးသည်နှင့်အလုံးမှာမိလောင်တိုင်းတွင်တကယ်သို့တေးရတော်မီ တော်လိုင်းတက်သားများမှာအမြောက်ကိုတော်ကိုလည်းရရှိသွားပြီဖြစ်သဖြင့်အမြောက်များပြန်လည်ပြစ်ခတ်ကြ၏။တဝယ်စိတ်ကန်းနှင့်နိုင်ငံသားသောအရာရှိရက်ွက်ကမိဟုံဟုံတောင်းနေကြပြီ။ထိုချိန်တွင်မူကသစ္စာဖောက်လေ၏။ဝေါကနေတဲတဲမဲမဲရွာချလိုက်သည့်မူကမိတော့မီလီယံများကိုငြိမ်သွားစေတော့သည်။ကိုတော်အတွင်ရှိအင်္ဂလိပ်စစ်တပ်များမှာစိတ်တက်အောင်ပြန်တက်လာပြီးနောက်ပြစ်အားပိုကောင်းလာခဲ့၏။ထိုချိန်တွင်ကက်ပတိန်ဘာနေ၏တိုက်သမောဒိုင်ယန်နက်သည် မော်လမြိုင်မှဒဝင်စီကန်းသို့ပြန်ဝင်လာခဲ့သည်။ဒိုင်ယန်နာစစ်သမောမောမှအမြောက်များဖြင့်ပြကံမှုကြောင့်တော်လန်ရင်တပ်ဖွဲ့များမှစစ်ကန်းမှခွာဆုတ်ကြရသည်။ကိုရောင်တွင်မှမိသားစုဝင်များအရက်ဖဲဝင်တန်းများကိုတင်မောပေါ်သို့ခေါ်ထုတ်ပြီးနောက်မော်လမြိုင်သို့စစ်ကူတောင်းရန်တင်မောကပြန်လည်ထွက်ခွာသွားသည်။ကပတိန်ဘာနီနဲ့အတူပါသွားသောတန်းစိတ်များလည်းရောက်ရှိလာပြီးဖြစ်သဖြင့်အင်္ဂလိပ်စစ်တပ်မှပုံမအင်အားကောင်းလာ၏ မြန်မာတော်လှန်ရေးတပ်များကလည်းတင်းစီရမိသောအမြောက်ကြီးဖြင့်စိတ်ကံတစ်လျှောက်ပြစ်ခတ်နေသည်ထို့သောလက်နက်ကင်တွေအတွင်မကျွမ်းကျင်မှုတို့ကြောင့်ထိအောင်ခြင်းမရှိ1829ဩဂတ်လ15ရက်နေ့တွင်မူအခြေအနေကတမျိုးပြောင်းသွားသည်ကပတိန်ဘာနီဦးဆောင်မှုဖြင့်အင်္ဂလိပ်စစ်တပ်များသည်ခန်းစစ်စခန်းဖြစ်သောကိုတောင်ကြီးထဲမှတိတ်တဆိတ်ထွက်ကာဒွေမျိုးရင်းပြန်ဝင်လာကြ၏ကပတိန်ဘာနီနှင့်အတူစစ်မြေပြင်အတွေ့အကြုံကျယ်ဝသောအင်္ဂလိပ်အရာရှိများ စစ်သားများပါဝင်နေသဖြင့်တိုက်ပွဲတွင်တော်လိုင်းသမားများတပြေပြေအရေးနိုင်လာခဲ့သည်တော်လိုင်းတက်တို့ဤမလို့အဖဲခေယံဖြုံတင်မှုကိုရိပ်မိသောကပတိန်ဘာနီကစစ်မြူချင်းဖြင့်သာအယောင်ပြလှေစားနေခဲ့၏ခေယံမိကြောင့်များကုန်ကန်းလူနီးပြည်ကိုခန့်မှန်းမိတဲ့နှင့်အင်္ဂလိပ်စစ်တပ်များကကြီအားဖြင့်ဝိုင်းဝန်းတိုက်ခတ်ကြသောအခါတော်လိုင်းတက်တို့မှမြို့ကိုပြန်လည်ဆုတ်ခွာကြရသည် ထိုချိန်တွင်မော်လမြိုင်နှင့်မြိတ်တိုမှစစ်ကူများရောက်ရှိလာသဖြင့်တော်လိုင်းတပ်သားများမှညက်ပူညက်ပိတ်ဝင်းရံခြင်းကိုခံရတော့ဤနောက်ဆုံးတွင်ပုံကံမှုကိုဥဆောင်သူဥတာနှင့်တာသုံးဦးခေါင်းဆောင်ဖြစ်ပါဝင်သူ30ချို့ကိုအင်္ဂလိပ်အစိုးရကဖမ်းဆီးနိုင်ခဲ့သည်။အင်္ဂလိပ်စစ်ကုံရုံးကဥတာနှင့်တာများခေါင်းဆောင်30ချို့ကိုတည်တံစီရင်လိုက်၏။ဥတာ၏ဇနီးဖြစ်သူနှင့်စတုတ္ထတာတို့မှမူမိသည့်နေရာသို့ရောက်သွားသည်ကိုမသိရ။ပျောက်ခြင်းမလားပျောက်ကွယ်သွားတော်သည်။ အဲ့ဒီပျောက်သွားတဲ့ဥဒါရဲ့စတုဒ္ဓမြောက်သားဟာကျွန်တော်အဖိုးရဲ့အဖေပဲကျွန်တော်အဖိုးဟာသူ့ရဲ့ဘိုးဝင်ကြီးဖြစ်တဲ့ဥဒါနဲ့သူ့ဦးလေးတွေအတွက်အမြဲတမ်းဂုဏ်ယူနေခဲ့တယ်ဥဒါကိုတစ္ဆာဘောက်လို့ပြောတဲ့သူတွေကိုလည်းအဲ့ဒီအကြောင်းတွေနဲ့ခြေပြပြချင်ခဲ့တယ်သူ့မြေးဖြစ်တဲ့ကျွန်တော်ကိုတော့သူ့ဘိုးရဲ့ပွဲနာမီပါအောင်သူရင်းလို့ပေးခဲ့တာပဲစားလိုက်အိတ်လိုက်ဖြင့်တုံးရကြာနာထောင်ခဲ့ရသောဇလန်းကြီးတွေတွင်ကြီးကြီးမျောပါနေရမှသတိဝင်လာသည် ဒါနဲ့ရှင်ကွန်မြူနတီပုံပြတာနဲ့ဘာဆိုင်လို့လဲဆိုင်တာပေါ့ဗျာကျွန်တော်ဟာဥဒါရဲ့မျိုးဆက်ပါသွေးသားပါကျွန်တော်တွေ့တဲ့မှာဥဒါရဲ့သွေးတွေစီးစင်းနေတယ်ဖိနှိပ်သူကိုပုံကန်ခြင်းနဲ့စိတ်တွေရှိတယ်အားနေသူဘက်ကယက်တီခြင်းနဲ့သွေးတွေရှိတယ်ပြီးတော့အဖိုးဟာဒဝေဒေတာကိုချစ်လို့သစ္စာပေါင်းဆိုပြီးတိတ်ခါကြဆင်ခံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ကြဆင်ခဲ့တဲ့ဂုံတိတ်ခါအတွက်အသက်နဲ့ရင်ပြီးပြန်ပြသွားတာမဟုတ်လား ကျွန်တော်လဲဒဝဲဒေသဒဝဲလူလူကိုချစ်လို့လူလူဘက်ကရက်တည်ခဲ့တာဒီတကတော့မောင်ရင်းစကားများကိုကြည်ကြည်မရေရဲ့မလောင်ရင် မောင်ရင်းကိုသာဆိုင်ချင်နေမိသည် ထိုအချိန်တွင်ဒူလေးကိုလွယ်လျက်တောကုတ်တရေကိုကင်လာသောဖာတီကသူတို့အနီးသို့ရှောင်းလာ၏ဖာတီပြန်လာပြီလားဗျို့ဒီနေ့ဘာသာကောင်ရခဲ့လေဖာတီကကြည်ကြည်ရှိရသောတန်တမမန်ရှောင်းသွားသည်ကြည်ကြည်ကဖာတီကိုပြုံးပြလိုက်၏ သို့သောပါတီမတင်မတ်သော အပြုမှုကြောင့်မောင်ရင်ပင်အံ့ဩသွား၏ငြိမ်ငြိမ်လေးနေပြီးမင်းရဲ့ကြောင်လုံးမျိုးကိုငါးစီအလိုက်ပါရန်ကုန်သူလေးရေပါတီလက်ထဲမှတော်လိုက်တာကជីချီဤလဲပင်ပေါ်တွင်တင်လျက်ဟုတ်ကဲ့ပါရှင်ဆရာကက်စော်ရေးသားထားသောတဝဲနင်းစီဝိတုမအခန်းကိုကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပေးခဲ့တာပဲဖြစ်ပါရှင် နာဆင်ပြီးခဲ့ကြတဲ့နေဦးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။နောက်ထပ်ဆက်လက်ဖတ်ပြပေးမယ်။အခန်းတွေကိုလည်းစောင့်မျှော်လို့နားဆင်ပြကြပါအောင်နော်။နေဦးမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှာကင်းဝေးရဲ့ကိုယ်စိတ်မြပြချမ်းသာကျန်းမာကြပါစေရှင်။